ကဲမင်္ဂလာပါ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ12ရက်3/2025ရက်ပွဲချုပ်သုံးသက်ချက်ဒါ Champion League ဒုတိယအကြော့ဒုတိယ day day 2ပေါ့လေနော်ဒီ၄သင်းရဲ့ပွဲချုပ်သုံးသက်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကအဓိက Arsenal လေဒါအမှတ်ရပြီးသား Aston Villa ကလည်းပထမကြောမှာအမှတ်ရပြီးသား Real Madrid ကလည်းအမှတ်ရပြီးသားဖြစ်တဲ့အတွက်ဒီ3သင်းဟာဒီနေ့ line up ကတော့အနိုင်ငယ်လေးစောင့်ကြည့်ရမယ်အဓိကတော့ဒီ Arsenal နဲ့ Aston Villa ရဲ့ line up ဟာ အဲပုံမှန် live app မျိုးတော့ဖြစ်မှာမဟုတ်ဘူးနိုင်ပြီးသားဂိုးပြက်တွေနဲ့နိုင်ပြီးသားဖြစ်တဲ့အတွက်အိမ်ခွင်းမှာပဲ ACC သူတို့ ဒါကစားကွက်ပုံပေါ်ပြီးကစားမှာဖြစ်တဲ့အတွက်ဒါ line up ကြည့်ပြီးမှပဲ sort နေတဲ့ပွဲတွေပါအဲ့တော့အဓိကတော့ဒီနေ့အမှတ်လို့တာ Lily နဲ့ Dortmund ပွဲတပွဲပဲရှိတာကြောင့်ကျွန်တော်လောလောဆယ်ကနအိုးအနေနဲ့၄သင်းပေါင်းလေးရွေးထားတယ်ညအနာနီးရဲ့ line up ထွက်ရင်တော့ကျွန်တော်တို့စတင်တဲ့မတင်တဲ့ကျွန်တော် Telegram မှာရွေးချယ်ပြီးမှဖြစ်ပါတယ်အဲ့တော့ let's go ပါအဲ့တော့ဒါ Wines ဘက်မှာ sort ကျင်တဲ့ brother ရဲ့အနေနဲ့ကလည်းဒါ Gobi ရဲ့ promo code ဖြစ်တဲ့ဒါ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus ကြီးရယူနိုင်ပါတယ်ဆိုတော့ဒါအသေးစိတ်သိရှိလိုပါကဒါ Wines ဘက်မြန်မာ Facebook page နဲ့သူတို့ရဲ့ application သို့မဟုတ် website ရဲ့ customer service go ကိုမေးပြီးတော့လေဒါ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ် okay အဲ့တော့ let's go ပါဆိုတော့ lily နဲ့ကျွန်တော်တို့ dotmon ပွဲပေါ့လေအဲ့တော့ Lily နဲ့ Dotmon ကလက်ရှိအနေထားအရ Dotmon ဘက်ကအဝေးဝင်းကနေ level 20ပါပါလီပြန်ပေးထားပြီးတော့နှလုံးကို80ရှုံးနေပြန်ကထားပါတယ်ဆိုတော့ဒီနှစ်သိန်းကပထမအကြော့ကျွန်တော် Champion League ပြီးခဲ့တဲ့ Dotmon အိမ်ခွေးမှာ Dotmon ဘက်ကအနေနဲ့ကျွန်တော် ကြေးလေးပြပေးမယ်နော်โอเคအဲ့တော့ပထမအကြော်တော့ကဒေါမွန်အိမ်ကွန်မှာဒေါမွန်ကတလုံးတည်ပြီးခဲ့တာပါဝမ်းဝမ်းနဲ့ပဲကျွန်တော်တို့ဒါဒေါမွန်အိမ်ကွန်မှာဒီရလာထွက်ပေါ်ခဲ့တယ်ဆိုတော့ပထမအကြော်မှာအိမ်ကွန်မှာဒေါမွန်ကတလုံးတည်ပြီးတဲ့အတွက်ဒီနေ့ပွဲမှာဒေါမွန်အဝေးခွင်းကနေအဝေးခွင်းကနေဒါ level တရာရှုံးဒေါမွန်ဘက်ကပေးရမှာဖြစ်ပါတယ်ဒါကိုလက်ရှိဒဲဂျီနီပါနော် level 20လောက်ပဲအဝေးခွင်းကနေပေးတဲ့အနေအထားမျိုးမှာဒေါမွန်၃မှတ်မိနစ်90တွေမှာရနိုင်စရာအကြောင်းတော့တိတ်မရှိဘူးဗျဆိုတော့ဒီနေ့သင်ကအရင်2022ခုနှစ်တုန်းကလေယူရိုပါလီမာတာအဲထိတ်တဲ့သူမှုဖြစ်ခဲ့တယ် ဒီလိုက်လီအိမ်ခွန်းမှာဝန်းဝန်းနဲ့တော့မုံအိမ်ခွန်းမှာဇီဇီနှစ်ကြော်လုံးတေးပွဲပဲဖြစ်ခဲ့တယ်အဲ့တော့အခုလဲလက်ရှိအနေအထားအရဂျီအရနှလုံး80ရုံဝင်ရုံမှာအဝေးဝင်းဒါ level 20ရုံဂျီအရတော့ဒီပွဲကမိနစ်90ရင်ပြတ်မဲ့ပုံတော့တိတ်မပေါ်ဘူးဗောနော်တော့မုံအနေနဲ့အဲ့တော့တစ်ဖက်ကလိုက်လီကိုပြန်ကြည့်ရရင်လက်ရှိလိုက်လီကအရန်ကြီးဖောင်မကောင်းပင်မဲ့ဒီ PSG တသိန်း နောက်ဆုံးဒါအဝေးဝန်းကနေ41ရှုံနဲ့အိမ်ခွင်မှာ Liari အသင်းကိုရှုံထားတယ်ဆိုတော့နည်းနည်းလေးတော့ရလက်ကမတီးမငြိအနေထားလေးရောက်နေတယ်ပေါ့နော်အဓိကခန်စစ်ပိုင်းအနေငယ်လေးယိုယွင်းနေတယ်ဒါပေမဲ့ Liari အနေနဲ့က PSG ကိုရှုံထားတယ် Liari ကိုရှုံထားတယ်ဂျန်နပွဲအားလုံးကတော့အမှတ်ရထားတယ်ပေါ့လေအဲ့တော့ဒီထဲမှာမှနောက်ဆုံးအိမ်ခွင်မှာ Monaco အသင်းကိုနိုင်ထားတယ် Liari ရဲ့အိမ်ခွင်မှာကဒီဟာဒီလှုပ်ပြထားတဲ့အနေထားအရ Real Madrid လို့အသင်းမျိုးကိုအိမ်ခွင်မှာဒီဟာဒီ Champions League ဒါအမှတ် ပေးစရာဆုံးဖြတ်ချက်အရာဒါကန်တော့ကတော့ဒါဝမ်းစီးနဲ့လိုက်လီကနိုင်မှုတယ်ဆိုတော့အိမ်ကွင်းကတော့လိုက်လီအနေနဲ့ကဒါအိမ်ကွင်းဖောင်တော်တော်လေးကောင်းတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ဟာအိမ်ကွင်းခံစစ်ကတောက်လျှောက်ပေါက်နေတယ်လို့တော့ဖြစ်နေတယ်ပေါ့လေအဲ့တော့တစ်ဖက်ကဒေါမွန်ကတော့ အဲတိုက်ဆက်ပိုင်းအရန်ကြီးမကောင်းဘူးနောက်ဆုံးပွဲမှာ Osbert အသင်းကို0-1နဲ့ရှုံးထားတယ်အဲ့တော့အဲလက်ရှိအနေအထားအရတိုက်ဆက်လည်းမကောင်းခန်းစစ်ကလည်းအဝေးဝန်းဆိုရင်အမြဲတမ်းပေါက်နေတဲ့အသင်းမျိုးဖြစ်တာကြောင့်ဒေါက်မွန်ကတော့မိနစ်90တွင်ပြတ်ဖို့တော့မဖြစ်နိုင်ဘူးဘိုချန်လိုအိမ်ခွင်းမှာတော့မှ2-0နဲ့ရှုံးနေခဲ့တဲ့အနေအထားမျိုးကဒေါက်မွန်တော့နေလို့တော့အဆင်မပြေတော့ဘူးထင်ပါတယ်အဲ့တော့တခုရှိတာက Lisbon အိမ်ခွင်းမှာ Z3 နဲ့သူတို့ဒါဒဲကြီးကိုကြီးအောင်ထားတဲ့ရက်လက်လေးတော့တွေ့ရတယ်ပေါ့နော်ဒါကလည်းလက်ရှိ Lisbon ဟာ Immoral မရှိတော့တဲ့ခြေစွမ်းကျနေတော့ လစ်ဘွန်ဖြစ်လို့သာဒါလစ်ဘွန်နေနဲ့ဇီ3နဲ့ရှုံးခဲ့ခြင်းလို့ပဲကျွန်တော်ယူဆတယ်။လိုင်လီဟာအင်္ဂွန်းမှာဒေါ်မွန်လိုလက်ရှိခြေပြတ်နေတဲ့အသင်းမျိုးကိုအဲမိနစ်90ရင်းတော့ရှုံးမယ်မထင်ပါဘူး။အဲ့တော့ level 20ကိုမှနှလုံး80ရှုံးရဒီဘက်လေးတော့ကျွန်တော်လိုင်လီပဲကြိုက်ပါတယ်။လိုင်လီ body ဖြစ်ပါတယ်။အဲ့တော့နောက်ဘက်ကတီကိုနဲ့ရီယဲမှာရီယဲကပထမအကြော်မှာ အိမ်ငွေမှာ2-1နဲ့သုံးမှတ်ရပြီးသားဖြစ်တယ်။အဲတုန်းကပေးခဲ့တဲ့ G က level တရားရှုံးကျွန်တော်တို့ပေးခဲ့ပြီးတော့မှ2-1နဲ့ပွဲပြီးတာပါဒါကြောင့်ဒီနေ့ပေါ်မှာတကယ်တမ်းပေးတဲ့ G ကဒဲဂျီပေးရမှာဖြစ်ပါတယ်။အဲ့တော့လက်ရှိပေးထားတဲ့ G ကဒဲဂျီကိုမှ3လုံး90ပေါင်းနဲ့ပေးထားတဲ့အနေထားပါ။အဲ့တော့ဒီနှစ်သင်းကဒီပြီးခဲ့တဲ့ရာသီ2024တို့ရဲ့ဒါလာလီဂါ1မှာ တီကိုအိမ်ဝင်มาလဲဒေဂျီပြခဲ့ဘူးပါတယ်ဝမ်းဝမ်းနဲ့ပဲပွဲပြီးတယ်ဆိုတော့ဒီရာသီမှာနှစ်သိန်းစလုံးကတော့ကိုစီခန်းဟိုခန်းစပိုင်းပြဿနာယိုယွင်းချက်တွေတော့ရှိရယ်ဗောနော်အဲ့တော့တီကိုကတော့နောက်ဆုံးပွဲမှာကရာဗီအသင်းကိုရှုံးလာတဲ့ရှေ့မှာဒီရီယမန်တွေကိုပထမကြောင်မှာ2-1နဲ့ရှုံးထားတယ်အဲ့တော့တေရရလလီတဲ့အနေငယ်ထွက်ပေါ်ထားတယ်ဆိုတော့တီကိုကဒီရာသီအိမ်ကမှရှုံးပွဲဆိုလို့ဒီချန်ပီယံလိမှာလိုင်လီအသင်းကိုတော့1-3နဲ့ရှုံးထားတဲ့ပွဲလေးတော့ရှိပါတယ်အဲ့တော့ဂျန်နယ်ပွဲအားလုံးကတော့ မစိုးဘူးလို့တော့ပြောလို့ရတယ်ဗောလေဒါပေမဲ့ခြေရီတူဒုမဟုတ်သူ့ထက်သစင့်တာလေအသိနေနဲ့တွေ့ရင်တော့တော်တော်လေးရုန်းကန်ရတဲ့အနေအထားလေးတွေ့ရပါတယ်အဲ့တော့တစ်ဖက်ကရီးရဲကဒီနေ့ပွဲမှာနိုင်ဖို့မလိုဘူးဗျာပထမကြောင့်ကနိုင်ထားတာကြောင့်ဒီနေ့ပွဲမှာတည်ရရင်ကိုနောက်ထပ်သစင့်တက်မှာဆိုတော့လက်ရှိအနေအထားရအဝေးကွင်းဒီခန်းစင်အားနည်းပုံနဲ့လက်ရှိပြိုင်ပွဲတော်နောက်ဆုံး၃ဘွဲ့ဆက်ဂိုးပေးထားရပုံအရဒီပွဲက ကျွန်တော်ထင်တော့တည်ပွဲဖြစ်ဖို့တော့များတယ် Real Madrid အနိုင်ကံဖို့တော့တိတ်မရှိနိုင်ဘူးထင်တယ်ဆိုတော့လက်ရှိ Real Madrid ကတီကိုကသူရဲ့ La Liga အုပ်စုတွေမှာလည်းဒါအဆင့်တက်အားပြိုင်မှုတွေရှိတဲ့အနေအထားမျိုးမှာအရင်ကြီးတော့ Real ဟာ ီဘွဲမှာနိုင်မှုအတွက်ကိုအသေးအတန်ကံမဲတော့မထင်ဘူးဒါပေမဲ့သုံးလုံး90ပေါင်းဆိုတော့ဘဝဝင်ရောအချိန်မီးနှစ်သိန်းစလုံးက900နိုင်တယ်ဗျအဲ့တော့လက်ရှိအနေထားအရာဒီဘွဲမှာဘာလင်ကန်ပါပါတယ်အဲ့တော့ real bet အင်ကောမှာ2-1နဲ့ရှုံးတဲ့ဘွဲတုန်းကတော့ real madrid မှာဘာလင်ကန်အိုက်ဘွဲကတော့မပါခဲ့ပါဘူးအဲ့တော့လက်ရှိလူဆုံးတက်ဆုံးတဲ့နှစ်သိန်းစလုံးကပွဲထွက်လာမယ့်အနေထားမျိုးမှာဒဲကြီးကောမှာသုံးလုံး90ပေါင်းကြီးအရာကတော့ကျွန်တော်ဒီဘွဲ တီကိုအိမ်ဝင်းမှာရှုံးအောင်တော့ကံမယ်မထင်ဘူးဆိုတော့တီကိုပဲရွေးချယ်ပါတယ်အဲ့တော့တီကိုဘော်ဒီဖြစ်ပါတယ်โอเคအဲ့တော့နောက်ပွဲကတော့ကျွန်တော်အာဆင်နယ်နဲ့ PSV ပွဲပါဆိုတော့အာဆင်နယ်ကတလုံး40ရှုံးမှာတော့လုံး50ပေါင်းနဲ့ပြန်ထောက်ထားတယ်အဲ့တော့ဒီပွဲကဘလို့ပဲစဉ်းစားစဉ်းစား line up ထွက်မှာပဲစောတင်တယ်ပွဲမျိုးပါပထမအကြော့မှာအာဆင်နယ်အဝေးဝင်းကနေ level 100ရှုံးကို9-6တကူးကြီးနဲ့နိုင်ထားတယ်ဆိုတော့ဒီနေ့ပွဲမှာ AACC ငါးခုပြန်နဲ့ရုံအောင်မှာ ACC တက်မယ်အနေထားပါဆိုတော့အာဆင်နယ်အိမ်ဝင်လည်းဖြစ်တာကြောင့် PSV လွယ်တော့လွယ်မှာတော့မဟုတ်ဘူးပေါ့လေနောက်ငကူတွေကရှုံးတာကြိုတိတဲ့အနေထားမျိုးနဲ့လာပြန်ရမှာဖြစ်တဲ့အတွက် PSV အနေနဲ့တော့ ဒါဒီနေ့ဘက်မှာအရင်ကြီးတော့ခံပတ်နိုင်မဲ့ပုံအမြင်မှုဆိုတော့တခုပဲအာဆင်နယ်ဟာလက်ရှိဝန်နရီတို့ဒီစကယ်လီတို့ဒီလူငယ်ကစားသမားတွေတော်တော်များများပေါ့နော်ဆိုတော့အဲဒီဘွဲကပွဲထုတ်မဲ့အနေအထားမျိုးလေးရှိတာကြောင့်အဲဘော်ဒီကတော့အနေငယ်လေးအနေများနိုင်နေတယ်ဒါပေမဲ့တလုံး40ရှုံးမှာတလုံး50ပေါင်းကြီးအရတကြတော့ဒီဘွဲလဲသုံးမှတ်ထက်ရအောင်မယ်အနေထားပါဆိုတော့ဒီဘွဲကတော့အမှတ်တော်မလိုဘူးဒါပေမဲ့ဒီဘွဲကကက်ပြီးပဲဖြစ်ဖြစ်ပေါ့နော်အာဆင်နယ်ကအင်ကွင်းမှာတော့လုတ်ပြအောင်မယ်လို့တော့ယူဆတယ်ဒါပေမဲ့တခုရှိရလာမယ့်စန်းနေ့မှာဒီချက်စီးနဲ့ကန်အမယ်ပွဲချက်ရှိတာကြောင့်လဲအာဆင်နယ်ကအဓိကကစားသမားတွေ ကိုထုတ်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျာเนาะအဲ့တော့ဒီဘွဲဒီကွင်းလဲကတော့ဂျော်ဂျင်းတို့နာမည်ပေါ်ထွက်ဖို့များတယ်။အိုရီကတ်၃ဂျင်မာတော့၃လိမ့်မယ်အနေထားတော့ရှိတယ်။ဒါပေမဲ့လည်းပြောလို့တော့မရဘူးเนาะအာဆင်နယ်က အဲလက်ရှိအနေအထားအရကန်စရာဆိုလို့လည်းဒီလက်ရှိပရီးမီးယားလိဂအသိဟိုမတည်ကြတော့တဲ့အနေအထားမှာကန်စရာချန်ပီယံလိပဲရှိတာကြောင့်အရင်ကြီးတော့ဟိုဆွဆက်ကန်မဲတော့မထင်ဘူးဒါပေမဲ့တခုရှိတာကအာဆင်နယ်ဟာအင်္ဂွန်းမှာ2023ချန်ပီယံလိတုန်းက PSV နဲ့ထိပ်တိုက်တွေ့ဆုံမှုမှာအင်္ဂွန်းမှာပေးတဲ့ဂျေးကတလုံးတရာရှုံးထိပေးခဲ့ပြီးတော့၄ဂိုးပြန့်နဲ့နိုင်ခဲ့တဲ့အစဉ်အလာလေးလည်းရှိခဲ့ပါတယ်နော်ဒါကြောင့်လက်ရှိအနေအထားအရသုံးလုံး90ပေါင်းဆိုတဲ့အနေအထားအရဒီပွဲလို့ကျွန်တော်ဂိုးပေါ်လေးကြိုက်တယ်အာဆင်နယ်အနေဆုံးတော့နှလုံးလောက်တော့ရမယ်ထင်ပါတယ်အဲ့တော့ PSV အနေနဲ့ကဘလို့ပဲဖြစ်ဖြစ်ဒီ7-1နဲ့ ရှုံးခဲ့တဲ့အနေအထားမျိုးမှာဒီဘွဲဖွင့်ဆော့မှကိုရမယ်အနေအထားဖြစ်နေပါတယ်အဲ့တော့ဖွင့်ဆော့တော့အာဆင်နဲ့အကြိုက်ပဲပေါ့လေအဲ့တော့အာဆင်နဲ့ကတော့ယူနိုက်တက်အိမ်ခွင့်မှာပြီးခဲ့တဲ့ပွဲမှာ1-1နဲ့ပဲဂျီနက်ခဲ့ရတယ်အဲ့တော့အိမ်ခွင့်မှာမန်စီးတီးကို5-1နဲ့ ကန်ထားတဲ့နော်ရလက်မျိုးတွေလည်းရှိတာကြောင့်ဒီမွေးလေးတွေကျွန်တော်၃လုံး50ပေါင်းကနှစ်သိန်းပေါင်းရင်၃လုံးလောက်တော့ရောက်မယ်ထင်ပါတယ်။အားစင်းတဲ့ဟာအရန်ကစားသမားတွေနဲ့ကန်လာမယ်ဆိုရင်တော့ဒီဘွဲကတေချာပေါက်ခန်းစစ်ကပေါက်မယ်အနေထားပါ PSV ကလည်းရှိပြန်မို့ဆိုခုနှစ်ဘွဲဆက်ဖွင့်ကန်ထားပါတယ် over 2.5တွေများပါတယ်။ဒါကြောင့်၃လုံး50ပေါင်းဆိုတဲ့ GE ကကြီးပြော့ပင်မယ်လေဒီဘွဲက၃လုံးလောက်ရောက်မယ်ထင်ပါတယ်။မနေ့က Inter Milan လို့ပေါ့လေနော်။အဲ့တော့ဒီဘွဲလေးတော့အားစင်းတဲ့ဂိုးမော်တွေတော့ကနအူးအနေနဲ့ရွေးချယ်ထားပါတယ်။ body ရွေးတယ်မရွေးတယ်ကတော့ညကြမှာပဲကျွန်တော် Telegram မှာ line up ထားမှာရွေးချယ်ပေးမှာဖြစ်ပါတယ်။ Okay အဲ့တော့နောက်ဆုံးဘွဲကတော့ SNV Villa နဲ့ Bruges ပွဲဖြစ်ပါတယ်အဲ့တော့ Aston Villa ကအဝေးခွင်းကနေ1-3နဲ့ပထမကြောင်နိုင်ပြီးသားပါအဲ့တော့က level 50ရုံပေးခဲ့တဲ့1-3နဲ့အောင်ခဲ့ပါတယ်ဒါကြောင့် Dream ဘက်ကတကယ်ပေးတဲ့ကြီးက Aston Villa ဘက်ကတလုံး50ပေါင်ပေးရမှာအဲ့တော့ပေးတဲ့ကြီးပေးထားတယ်တလုံး50ကိုမှ ဒီ350ပေါင်းဆိုတဲ့ကုပေါင်းကြီးနဲ့ကာထားခြင်းဖြစ်တဲ့အတွက်လည်းဒီဘွဲကနောက်သိန်းစလုံး900နိုင်ကြီးအနှဲငယ်လေးတော့ရှိသွားတယ်အဲ့တော့လက်ရှိတစ်ပတ်ကဒီဒီ SNV လာရဲ့ Counter Form အနေထားအရသူတို့က Premier League မှာဒီအဆင့်56 Europa League Champion League ဝင်ခွင့်အတွက်ရုန်းကန်နေရတယ်လို့အဲတစ်ဖက်မှာလည်းဒီဒီ Champion League တို့အားဆိုင်နေရတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ပြာများနေတဲ့အနေထားပေါ့လေအဲ့တော့ပထမကြောက်မှာ29ပြန်နဲ့နိုင်ပြီးတာကြောင့်အိမ်ခွင့်မှာဒီဘွဲမှာအရန်ကြီးတော့နိုင်အောင်ကံမဲတော့မထင်ဘူးသို့ပေမဲ့ ဒီ SM Villa ဟာအိမ်ခွင့်မှာဘယ်သင်းမဲ့လာလာဂိုးရအောင်ကန်တတ်တဲ့အလေးထားလေးလည်းရှိတယ်။ပွဲတိုင်းလိုလိုလည်းဂိုးပေးရတဲ့အချက်ကြောင့် Blue Jet ဒီနေ့ရှုံးတဲ့အနေထားမှာပြန်ပြီးဖွင့်ဆော့ရမှာဖြစ်တာကြောင့် ဒီနောက်ဆုံးပြောင်းဖို့ဆိုခုနှစ်ပွဲဆက် protein to score ဖြစ်ထားတဲ့ project အနေနဲ့၃လုံး50ဘောင်းကဒီဘက် ACC ပဲနှစ်သိန်းပေါင်း၃လုံးတော့ရောက်မယ်ထင်ပါတယ်။နောက်တော့ project အနေနဲ့ကဒီဟာဒီအဝေးခွင်တိုက်ဆက်ပိုကောင်းပါတယ်။ဒါပေမဲ့ခန်းစစ်ကတော့တောက်လျှောက်ပွင့်တဲ့အနေဒါလေးရှိတာကြောင့် Atlanta အိမ်ခွင်မှာတော့မှနော်အနီကတိအောင်ကစားပြီးတော့ဒါ1 3နဲ့ပြန်လည်ခန်းပါနိုင်ခဲ့တဲ့အနေထားမျိုးမှာဒီဘွဲလေးတော့ကျွန်တော်ဟို project ကြိုက်တယ်၊ကိုးဘော်လေးကြိုက်တယ်နော်။အနှစ်ကြောင်းနဲ့တကြောင်းဝင်မယ်ထင်ပါတယ်။ Okay အဲ့တော့ဒီနေ့12ရက်3လ2025ရက်ရွေးချယ်မှုဖြစ်တဲ့တကြောင်းလဲသော၄ပွဲရွေးချယ်ထားပါတယ်နော် Lily Body နှစ်စာပွဲဖြစ်ပါတယ် Arsenal 9ပေါ်နှစ်စာပွဲပါ Brujet 9ပေါ်နှစ်စာပွဲဖြစ်ပြီးတော့ Tico Body ဒါရွေးရွေးပွဲဖြစ်ပါတယ်အဲ့တော့အဲ့လေးသင်းကိုပြန်တွဲလိုက်ရင်ဒီနေ့ရဲ့ရွေးချယ်မှုမောင်းလေးရမှာဖြစ်ပါတယ်အဲ့တော့မောင်းထဲမှာတော့ Lily Body Arsenal 9ပေါ် Brujet 9ပေါ်နဲ့ Tico Body ဖြစ်ပါတယ်အားလုံးပဲ good luck ပါ brother တို့ဒီနေ့ဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ